ားလုံးပဲမင်္ဂလာပါမိုက်ကလေးတို့ channel လေးရဲ့ပြလေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိတ်ခေါ်အားတိုးမြင့်စေမယ့်စာအုပ်ငါးအုပ်ကြောင့်ဝင်ညှပေးမှာပါဘဝမှာရှင်တန်နေထိုင်ရင်းနဲ့လောကဓာတ်မျိုးစုံတွေ့ကြုံလာရတဲ့အခါပျော်ရွှင်ကြည်နီးရတဲ့အချိန်တွေလည်းရှိတယ်လို့ဝမ်းနဲ့အုံမှာစိတ်တက်ကြရတယ်လို့လည်းဒီတိုင်းကြုံကြပါပါ စိတ်တက်ကြစရာခိုက်တက်နေမှာကြက်ခိုင်နေစိတ်ငလောပြီးဟာဖြစ်မှုစိတ်ဟာကကိုတယောက်နဲ့တယောက်ရှားကြပုံချင်းရှားတဲ့နေရာချင်းထက်တူညီမှိုင်မှာတော့မဟုတ်ပါဘူးခန်းဆောင်နေတဲ့စိတ်တည်းရင်အားကိုစဖတ်ချင်းကတစ်စက်ပြန်လေဖြစ်တည်းမယ်ဆိုရင်ဒီစာအုပ်တွေကဒိုင်းတာတစ်ခုဖြစ်ရောဝင်ကြည့်ပါလိမ့်မယ်နဘတိကရောဘာပီလုံနဲ့ပင်ကိုဆွဲစာအုပ်တွေဖြစ်ပါတယ်ဝိချုအနေနဲ့အော်ရုပ်ရှင်ဖြစ်ပါထွက်ရှိထားတဲ့ဘာပီလုံနဲ့ပင်ကိုဟာ အထုပ်ပတိစွန်စားခန်းစာဖေးအမျိုးအစားဖြစ်ပြီး1969ခုနှစ်မှာရေးသားထုတ်ဝေခဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ဟာပြင်သစ်ပါတာကနေချားပါလာများစွာကိုပြန်ဆုခဲ့ရတဲ့အချိန်နိုင်ငံကစာဖက်သူတိုင်းဝိုင်းမှာကြော်ကြားခဲ့ကြော်ကြားနေစေပါ။ဦးလာဝင်းမှာပါတာပြန်ဆုထားတဲ့စာအုပ်လည်းရှိပါတယ်။မတရားစီရင်မှုကြောင့် ထောင်းလန်တက်တက်တကြုံကြခံခဲ့ရတဲ့စက်ကပါပင်ုံတရားလူမြောက်ရလန်းကိုရှာဖွေတဲ့ခီးချီစီဟာတဲထဲ့ရင်ဘူးစုံစားကန်းဆိုတာချက်ပိုပါလေဘဝမှာပါမမျောလင်းစရာမရှိတော့တဲ့တီဘူးအချိန်ကိုထိုင်ဆောင်နေရတယ်လို့အများကယူဆကြတယ်တကြုံဆန်ဘဝ စိတ်ပြတ်အားမလျှော့ဘဲနဲ့လူမြောက်မှုအာရုံစီကိုဘာဘီလွန်တယောက်ဘယ်လိုစိတ်သက်ခွာမနဲ့အရှုံးမပေးစတဲ့ဂျိုးစားနှုတ်ခတ်ခဲ့တဲ့စမဘုံဖက်ရှုခံစားရမယ်ကနဝင်ဝိရှုခြေတဘုံပါပူပြောင်းလဲနိုင်တာဘာမှမရှိတော့ဘဲကံကြမ္မာဖန်သေးရာကိုပဲလင်စင်းခံရတော့မယ်လို့ခံစားလိုက်ရအောင်စိတ်သက်ကြအားငင်နေရင်တော့ဘာဘီလွန်နဲ့ဘင်ကူတူပြလဲရင်ခါကြည့်ပါလို့ပြောချင်ပါတယ် နဘက်နှစ်စာအုပ်ကတော့ဓာတာမှုကြော်ရင်မိပြင်လေကိုဖျက်ပြီဆိုတဲ့စာအုပ်လေးပါနှစ်တရာအတွင်းအကောင်းဆုံးမြမဝိတ္ထုတရားစေရင်ဆရာမြတ်တန်းရဲ့ဓာတာမှုကြော်ရင်မိပြင်လေကိုဖျက်ပြီဝိတ္ထုကရိုးရှင်းတဲ့စကြောင်းလက်တွေ့ကြတဲ့ဇာတ်တော်တွေကခဲနာဆုံးစိတ်ခွန်အားကိုပေးသွားတဲ့စွန့်စားခံဝိတ္ထုတပုတ်ဖြစ်ပါတယ်မတူညီတဲ့ကိုကြီးကိုသည်ဘဝဓလေတွေနဲ့ဇက်ကောင်လေးဂျုံတဂျုံပေါ်မှာတောင်းတင်ပြီးတော့လူအဖွဲ့စည်းတစ်ခုတည်ထောင်မိကြတဲ့အခါ ဟန်ဆောင်ဖုံးကွယ်စီကဘာမှမရှိတော့ပဲပေါ်ထွက်လာတဲ့လူရင်းအတွင်းစိန်ကိုကျိုးစွန့်သူနဲ့တဘူကောင်းစံသူအသက်ရှင်အောင်ညီမျိုးစုံနဲ့ရုံးကန်ကြပုံများအန်လရဲ့နဲ့ကြုံတွေ့တဲ့အခါလူလေးယောက်ရဲ့တုံ့ပြန်မှု ပုံစံလေးမျိုးသူတို့လေးဦးကြားကပိပခများစတဲ့ရှုထောင့်ပေါင်းမှုကိုဇက်ကြောင်းတစ်ခုထဲမှာပဲပုံဖော်ခံစားနိုင်မှာဖြစ်ပါတယ်။ဘဝမှာနေထိုင်ရင်ပဲလူခန့်ကြက် ဘယ်သူနှလုံးသားနဲ့ချိဆက်သွားရမလဲဝီဝါးရတဲ့ဆုံးပြဲချက်တွေရှိလာရင်ဆရာများရဲ့ဓာတ်ကောင်မှုကြော်ရင်းမိဖင်လေးကိုဖြစ်နေဝိထုကခိုင်မာတဲ့စိတ်ခွာနဲ့မှန်ကန်တဲ့ဆုံးပြဲချက်ကိုရှာနိုင်ဖို့အထောက်အပံ့ပေးနိုင်မှာဖြစ်ပါမယ်နံပါတ်3စာအုပ်လေးကတော့နှလုံးသားအဟာရဆွဲစာအုပ်လေးဖြစ်ပါတယ် ရှီကမ်ဆောအတ်သက်ဆိုရဲ့လို့နိုင်ငံတကာစာရှိသူတွေကြားမှာကြော်ကြားတဲ့ဒီစာစုဝိထုလေးတွေကိုဆရာဖေမင်းကနှလုံးသားအဟာရရဲ့လို့မြန်မာပါလာပြန်ဆူထားပါတယ်နမေအတိုင်းပဲနှလုံးသားကိုအင်းအားဖြစ်ပေးနိုင်တဲ့အပြုသဘောဆောင်တဲ့ဇက်ချောင်းပုံမြင်လေးတွေဟာချစ်ရှင်းမေတ္တာနဲ့အကောင်းမြင်စိတ်ကိုပူပွားစေတဲ့ဇလန်လေးတွေဟာလက်တွေ့ဘဝနဲ့ကိုက်ညီပြီးလိုက်နာကျင့်သုံးနိုင်တာကြောင့်စိတ်အားတက်ပွင့်စားစုတွေဖြစ်တဲ့အပြင် ဘဝနေနေလန့်ညံ့လို့ပါဆိုနိုင်ပါတယ်။မူလပထမဆုံး she came so her so ရဲ့အောင်မြင်ကြော်ကြားမှုကြောင့်နောက်ထပ်စာအုပ်စီလိုက်ရေးတခဲ့ရပြီးကဘာတဝမ်းမှာအုပ်ရည်တန်းပေါင်းများစွာရောင်းချခဲ့ရပါတယ်။လူပေါင်းလောကမှာတုံနဲ့တူမေတ္တာရင်ခံပြီးဆက်ဆံပြောဆိုကြရင်ဘယ်လောက်တောင်ငင်းချမ်းလိမ့်မလဲဆိုတာ အတွေးစပေါ်စေတဲ့ဒီစာစုလေးတွေက အတိအကျပြီးမိငင်သည်။ချုပ်တွေ့မှုန်ပိုင်းရတဲ့အခါကဘာကြီးမှာချစ်ချင်းမြတ်တာမှန်တကယ်ရှိနေကြောင်းပြောပြရင်နှစ်သိမ့်ပြီးရှမ်းမြစ်စီမှာပါ။နဗက်လေးစာအုပ်တို့ကတော့အကျဉ်ဉဏ်နဲ့ကြီးဝိုင်းစွင့်စာအုပ်လေးပါ။အမေရိကန်စာရေးဆရာကြီးတခဲ့တဲ့ Think and Grow Rich ကိုဆရာကြီးရွှေလောင်ကအကျဉ်ဉဏ်နဲ့ကြီးဝိုင်းရဲ့လို့မြန်မာမှုပြုဘာသာပြန်ဆိုခဲ့ပါတယ်။ဒီစာအုပ်က အတင်းတီဖက်ရှုရရဲ့ချက်ဖြင့်ရေတာထားလက်ဆောင်မဟုတ်ပြောကြရတတပတ်ပေါင်းများစွာတိုင်အောင်အကျဉ်ချင်းအထက်ထက်ဖက်ရှုဆင်ကျင်ပြီးတော့လိလာတုံးတဲ့ရလူမတော်ဆောင်များချစ်ပေသည့်အစရှိထားတဲ့ဇီဝတုတဲ့ရင်ဆောင်မျိုးစားဖြစ်ပါတယ်။ဇာနဲ့နာနေရာကျော်ဝါပါတဲ့ဒီဆောင်လေးဟာဘဝမှာကြီးတဲ့ချမ်းသာဖို့လက်တွေ့သုံးချမှိုင်တဲ့အချက်လက်တွေကိုစူးစီးရေးသားထားတဲ့လမ်းညွှန်ဆောင်ဖြစ်ဖြစ်ပါတယ်။ ဘဝအောင်မြင်မှုရရှိဖို့ဘေးကစရမလဲလမ်းပြောင်းနေသူတို့အတွက်အောင်မြင်ရေးလမ်းကြောင်းကိုကောင်းကောင်းမင်းမောင်းထုတ်ပြထားတဲ့အကြံဉာဏ်ကြီးဝိုင်းစာအုပ်ကအသင့်တော်ဆုံးပါပဲမဟာအောင်မြောက်စာအုပ်လေးကတော့ခရောင်းလမ်းကိုဖျက်ကျော်ခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စိတ်ခွန်အားကိုညှစ်တင်ပေးနိုင်တဲ့စာအုပ်တွေလို့ပြောလိုက်ရင်တော့ဆရာကြီးနန္ဒသိန်းစံရေးထားတဲ့ခရောင်းလမ်းကိုဖျက်ကျော်ခြင်းစာအုပ်ကိုမိသားကလေးမရပါဘူး အသက်အရွယ်အားလုံးအတွက်အထူးသဖြင့်လူငယ်လူရည်တွေဘဝလမ်းမှရှောက်လင်းရတဲ့အခါကြုံတွေ့ရမယ့်အခက်အခဲဒါအစည်းတွေကိုကြော်ဖြတ်နိုင်ဖို့လက်တွေ့ကျတဲ့အကြံပြုချက်တွေကိုဒီစာအုပ်မှာဖတ်ရှုရမှာဖြစ်ပါတယ်။ဘဝမှာအထီးအခိုက်အဆုံးရှုံးတွေများလို့ထပ်ပြီးကြိုးစားဖို့စိတ်ခွန်အားတွေခံရှောက်နေတဲ့အခါမှာဒီစာအုပ်တွေကိုတည်ရလိုက်ဖို့ပြောချင်ပါတယ်။အဆင်မပြေတာတွေများလို့စိတ်သက်သာပြီး ကိုကိုကိုကန်ဆိုးတူရဲ့လို့ခံစားရတဲ့အခိုက်အတန့်တွေမှာအခုပြပြပြီးသွားတဲ့စိတ်ခွန်အားပြဆောင်တွေကိုဖတ်လိုက်တာနဲ့ရှယ်ရှင်းစိတ်ပြတ်တွေတက်ကြလာပြီးတော့အောင်မြင်လာလိမ့်မယ်လို့လည်းဆိုလာမှာမဟုတ်ပါဘူးစင်စက်မပြတ်ဖြက်စီးသွားတဲ့ရေအလျင်ကအချင်းတစ်ခုမှာကြောက်တုံးကြောက်ခဲတွေကိုတိုက်စားပုံဖော်သွားပြီးတယ်လို့ပဲစွဲမြင့်စွာစာဖတ်ခြင်းကကောင်းမြင်တဲ့အတွေ့အမြင်နဲ့တန်မာတဲ့စိတ်ကလေးကိုကိုမတိလိုက်ခင်မှာပဲတိဆောက်ဖို့ကုညီပြတာဖြစ်နေမှာပါ ခန္ဓာကိုယ်ကျန်းမာရေးနည်းတူအရေးကြီးတဲ့စိတ်ကျန်းမာရေးကိုဒီစာအလေးရတဲ့တစ်ဆင့်ဂယုကျုတည်ဆောက်နိုင်ဖို့ညှော်လင့်ပါတယ်